မင်္ဂလာပါရှင်ဒီနေ့ကတော့တချေတို့ကတေဘတိသဗေဒကို normal rate နော် normal rate ဘယ်လိုပြန်ပြောင်းမလဲဒါလေးကို မျှဝေပေးသားမှာပဲဖြစ်ပါတယ်တချေကတော့ကွန်ပျူတာကွင်းရဲ့ founder trainer ဒေါနာကျော်ကံပဲဖြစ်ပါရှင်အဲ့တော့တေဘယ်တိဆောက်ပြီးသွားပြီဆိုလို့ရှိရင်အဲ့ဒီတေဘယ်ကိုတေဘယ်မတိဆောက်တော့ဘူးမူလ data ပေါ့နော်မူလ normal rate ပုံစံပြန်ပြီးတော့ ဖြစ်ကျင်နေဆိုရင်လှုပ်ပေးရမယ့်အချက်တစ်ချက်ပဲရှိရဲ table ထဲမှာ cursor ရှာ table 2 table design ကိုသွားပါ compass to rain ကိုတစ်ချက်ကလေးနှိပ်ပေးလိုက်ပါနော် compass to rain ကိုတစ်ချက်နှိပ်ပေးလိုက်ပါဒါဆိုရင်သူကဒီမှာ do you want to convert the table to the normal rate normal rate ပြောင်းမှသိကြလားတဲ့သိကြလေဆိုရင် yes ပေးလိုက်ပါဒါဆိုရင်တစ်ချက်တော့က table rate မရှိတော့ပါဘူးနော်အဲ့တော့ သူရဲ့ format ကတော့ဂျန်နေမှာပေါ့เนาะသူရဲ့ format color လေးတွေကတော့ဂျန်နေတယ်အဲ့ဒီ color လေးပါချက်တော့ဖြုတ်ချတယ်ဆိုတော့ဆက်လက်မှတ်ပြီး clear format ဒါလောက်ချပလိုက်ပါဒါဆိုတော့ဘာ format မှာမရှိတော့ပါဘူးเนาะ okay ဒါလေးကတော့ကျွန်တော် table rate ကနေပြီးတော့ normal rate ဘယ်လိုပြောင်းပြောင်းလဲဆိုတော့သင်ခန်းစာလေးကိုမျှော်ရပေးသားပါဖြစ်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်ထပ်နောက်ရဲ့သင်ခန်းစာမှာဒီထက် လုပ်ငန်းခွင်အတွက်ပုံမူပြီးတော့အသုံးဝင်စင်မဲ့နည်းလမ်းလေးတွေကိုမျှဝေပေးသားမှာဖြစ်ပါလိမ့်ရှင်အားလုံးကိုနောက်ထပ်နောက်ရက်သင်ခန်းစာပြန်လည်ဆုံးလေးပါမယ်နော်